အလုံးမဲ့မင်္ဂလာပါရှင်ဒီဗီဒီယိုမြင်လိုက်ပြီဆိုလို့ရှင်တော့အဲစိတ်ကလေးကိုတည်တည်ကြာလေးညောင်းထားမယ်အသက်ကလေးကိုဝအောင်ရှူပြီးတော့ကနဘ1ကနဘ2ကနဘ3မှာစိတ်တဲ့နံပါတ်လေးကိုရွေးချယ်လိုက်ပါ ဂျင်နရယ်ရီဖြစ်တာကြောင့်မလို့ကိုနက်ကိုက်တဲ့အင်နာဂျီဝေယူပါကိုနမကိုက်တဲ့ဟာလေးဆိုလို့ရှင်တော့မိဖြစ်လိုက်ပါအရင်စိတ်ထဲထားတာမျိုးမလုပ်ပါနဲ့ပရမစုံကနဘက်ယူဝန်ကိုရွေးချယ်ထားတဲ့သူတွေဟာအလုတ်ကိန်းနဲ့ပတ်သက်ပြီးတော့ကိုမှရရှိထားတဲ့နေရာလေးပျောက်သွားမှလူခံရမှစူးရင်တဲ့စိတ်ကလေးရှိနေတာကိုတွေ့ရတယ်တကယ်လို့အဲ့ဒီစိတ်ကလေးမလောချနိုင်ဘူးဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးတော့စိတ်ဖိစီးမှုတွေစိတ်ပင်ပန်းမှုတွေ ਨੇ ုံတွေ့ရမှာပါအဲကြောင့်မလို့အဲ့ဒီစိတ်ကလေးကိုလော့ချပြီးတော့လက်ရှိကိုလုံနေတာလေးကိုပဲတစ်စက်မြတ်လုံမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့အောင်မြင်မှုတွေကိုရရှိမှာဖြစ်ပါတယ်ကနဘတ်2ရွေးချယ်ထားတဲ့သူတွေကတော့ကြီးမားတဲ့အပြောင်းအလဲတစ်ခုနဲ့တွေ့ကြုံရဖို့ရှိပါတယ်အော်ကိုနဲ့စိတ်သဘောထားချင်းမတက်ဆိုင်တဲ့ပတ္တနာနဲ့ပြတ်တောက်သွားတာမျိုး ကိုမျောလိုက်ထားတဲ့ငငယ်ရဲ့ချာခီးစဉ်ပြတ်သွားတာမျိုး ကိုရီမန်းထားတဲ့အလုပ်တစ်ခုကိုမျောနေထားတဲ့ကိစ္စတစ်ခုခုပြစ်စီသွားလို့ရှိရင်တော့အရင်စိတ်မပူပါနဲ့သိမ့်မကြခင်ချိန်လေးမှာပူပြီးတော့ကောင်းမွန်ပြည်စုံတယ်ပတနာပူပြီးတော့အခွင့်လန်းနေများတဲ့ခရီးစဉ်ကိုယ်တွေအောင်မြင်မှုတွေနဲ့ကြိုးဆုံနေမဲ့အလုပ်သက်တွေနဲ့တွေ့ဆုံရဖို့ဖြစ်တယ်ဆိုတာမမေ့ပါနဲ့ င်းနဲ့ဘက်တရီကိုရွေးချက်ထားတဲ့သူတွေကတော့ခုလက်ရှိချိန်ဒီမှာပေါ့နော်စိတ်တက်ကြနေရလေမျိုးတွေတွေ့ရတယ်။ဒါပေမဲ့အဲ့ဒီစိတ်ကလေးကိုခဏလေးငြိမ်အောင်ထားပြီးတော့စိတ်ပင်ပန်းနေတဲ့ဟာတွေစိတ်ဖြစ်စီနေတဲ့ဟာတွေအားငယ်နေတဲ့ຢာတွေအဲ့ဒါတွေကိုခဏလောက်သိခံပြီးတော့ငြိမ်ငြိမ်လေးအသက်ဝဝရှူပြီးတော့နေကြည့်လိုက်ပါပြီးလို့ရှိရင်တော့ကိုယ့်ရဲ့အရင်ကပုံစံတိုင်းတောက်ပါတဲ့ပုံစံအတိုင်းကိုပြန်ပြီးတော့နှုတ်ထား ရှင်းသလိုက်ပါဒါဆိုလို့ရှိရင်တော့အမြင်မှုတွေပြန်ပြီးတော့ကြုံတွေ့ရပါလိမ့်မယ်အလုံးကျေးဇူးတင်ပါတယ်ရှင်